ောင်တန်းချီရှုံးပေါ်နေလို့စားတော့ဆိုင်ကိုပိတ်ခဲ့ရတဲ့ Ryan Gig မန်ယူနိုက်တက်တင်းရဲ့ဂန်နဝင်ကစားသမားတဦးဖြစ်တဲ့ Ryan Gig ဟာသူဖိနေထားတဲ့စားတော့ဆိုင်တစ်ခုကိုစေတူးနှစ်တစ်ခုကြာမှာအပြီးတိုင်ပိတ်သိမ်းလိုက်ရကြောင်းသိရပါတယ် Ryan Gig ဟာ2014ခုနှစ်အတွင်းမှာဒီစားတော့ဆိုင်ကိုသူ့ရဲ့တငယ်ချင်းတဦးနဲ့အတူဆက်တူဖွင့်လှစ်ခဲ့တာပါ Manchester မြို့နောက်ဘက်က Wesley ရက်ကဘတ်တွန်လမ်းမကြီးပေါ်မှာ George Daniel Rowan ဘာဆိုတဲ့အမည်နဲ့ဖွင့်လှစ်ထားတဲ့ဒီစားတော့ဆိုင်ဟာတနည်းပြီးတည်းရှုံးပေါ်နေပြီးနောက်ဆုံးစီးရင်ချုပ်ရမှာရှုံးငွေကပေါင်သိန်းချီရှိနေတာကြောင့်အခုဒီဇန်နဝါရီလကုန်ပိုင်းမှာပိတ်သိမ်းမှုဆုံးဖြတ်ခဲ့ရတာပါ ဆိုင်ရဲ့တကားဘွားမှာတော့အမြော်လင့်နိုင်တဲ့အကြောင်းအရာတွေကြောင့်ဂျော်ဂျီဆတ်တော့ဆိုင်ကိုကန်ကြောင်းမလားဆိုပိတ်သိမ်းရတော့မှဖြစ်ပြီးအစီမပြေမှုအတွက်တောင်းမှန်ကြောင်းစာရေးသားသားတာကိုတွေ့ရပါတယ်။ရိုက်ကစ်ဟာဟိုတယ်ဆတ်တော့ဆိုင်လောကကိုစိတ်ဝင်စားသူဖြစ်ပြီးဂျော်ဂျီဆတ်တော့ဆိုင်ဖွင့်ပြီးနောက်ပိုင်းမှာအသင်းမောင်ဂရီနေဘီနဲ့ GNG Hospitality Group ကိုတည်ထောင်ခဲ့ပါတယ်။ဂင်းနက်ဂယ်ရီဂျီနာဦးဟာမန်ချက်စတာယူနိုက်တက်ရဲ့အင်ဂွေးနီးမှာဟိုတယ်ဖုတ်ဘောဆိုတဲ့ဟိုတယ်တစ်ခုကိုဖွင့်လှစ်ခဲ့သလိုမန်ချက်စတာမြို့နယ်မှာ The Stock Exchange Hotel အမည်ရှိတဲ့ဟိုတယ်တစ်လုံးကိုဖွင့်လှစ်ခဲ့ပါတယ်။ဂင်းဟာစက်တူဖွင့်လိုက်တဲ့ဆတ်တော့ဆိုင်နေနဲ့ဂျူးမပိခဲ့ပဲ လန်ဒန်မြို့ဝဟန်ရင်ငွေနီမှာဖွင့်လှစ်ခဲ့တဲ့ကဖေးဖုတ်ဘောစားသောက်ဆိုင်ဟာလည်းစားသုံးသူနေပါလွန်းနာကြောင့်2019ခုနှစ်မှာပိတ်သိမ်းခဲ့ရပါတယ်။ဒီမှာကျွန်တော်တို့ဆက်တဲ့အမားတို့ချစ်တဲ့